င်္ဂလာပါရှင်ရှမ်းကိုမီဒီယာကကြိုဆိုပါတယ်မွန်နယ်မြို့နိုင်စုပေါင်းတန့်ရှင်ဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းနမ်စံခရိုင်မွန်နယ်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဤကြီးကြပ်မှုဖြင့်ပြည်သူအကျိုးပြု စုပေါင်းတန့်ရှင်ဆောင်ရွက်ခြင်းကိုယနေ့နက်9ရက်အချိန်ကဥယျာဉ်ရွက်ွယ်ရှိဆောက်လုပ်စဲသာသနာ့ဘိမှန်အဆောက်အဦနေရာ၌ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ် ထို့သောစုပေါင်းတန့်ရှင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမြို့နယ်စင်ဌာနဆိုင်ရာများမြို့နယ်မိသက်တပ်ဖွဲ့ဝင်များလူမှုရေးအသင်းအဖွဲ့များနေမြေခံတပ်ရင်းတပ်ဖွဲ့များမှတပ်မတော်သားများနဲ့ရက်ွက်နေပြည်သူများပူပေါင်းကဆောက်လုပ်ဆဲဖြစ်သော သာသနာ့ဘိမှန်ဝင်အတွင်ရှိမြက်ပင်ပေါင်းပင်များအမိုက်ရှင်လင်းခြင်းတစ်ပင်ချုံနယ်များတစ်ကိုင်းများခုတ်ထွင်ရှင်လင်းခြင်းကိုစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည် အဆိုပါဆောင်ရွက်မှုကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းမြင့်နဲ့အဖွဲ့ဝင်များကကြိရှိအားပေးခဲ့ပြီးမြို့နယ်အတွင်းတန့်ရှင်တရားလာပါစေရဲ့အတွက်စုပေါင်းတန့်ရှင်လုပ်ငန်းများကိုအပတ်စဉ်စနေနေ့တိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်၍မြို့နယ်မြို့နယ်တွင်ကြောင်းကောင်းစီတတိသက်စာခံယူပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းနမ်စံခန့်ရိုင်မုံနယ်မြို့နယ်အမှတ်နှစ်အခြေခံပညာအလဲတန်းကျောင်းနမ်မော်ဆွမ်းဤကျောင်းကောင်စီဂတိသစ္စာခံယူပွဲခန်းနာကိုယမန်နေ့နနက်9:00နာရီအချိန်ကအဆိုပါကျောင်းကွင်းပြင်နေရာ၌ကျင်းပခဲ့ရာကျောင်းအုပ်ဆရာမကြီးနဲ့ဆရာဆရာမများကျောင်းသားကျောင်းသူများအားလုံးကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်းဆောင်ရွက်ပြီးနိုင်ငံတော်တည်ထောင်သည့်ဆိုရအခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ကြပါသည် ဥစွာကျောင်းအုပ်ဆရာမကြီးဒေါ်စင်မကျော်ကကျောင်းကောင်စီဂတိတစာခံရခြင်းနဲ့ဆက်လျင်း၍အဖွဲ့အမားစကားပြောကြားခဲ့ပြီးကျောင်းကောင်စီအမှုဆောင်အဖွဲ့ဒုတိယဥက္ကဋ္ဌကကျောင်းကောင်စီအမှုဆောင်အဖွဲ့အမည်စင်းကို၎င်းဖက်ကြားကြေညာခဲ့ပြီးကျောင်းကောင်စီအဖွဲ့နဲ့ကျောင်းသားကျောင်းသူအလုံးတို့ကဂတိတစာခံယူခဲ့ကြပါတယ်ထို့နောက်ကျောင်းကောင်စီအသင်းကိုယ်စားလှယ်ဆရာမကအသင်းသားကောင်းဆောင်များကို တောင်ဝင်ထိမ့်မှအလံများပေးရရာတောင်ဝင်ရှိသူများကအသင်အလိုက်လက်ခံရယူကြပြီးចောင်းပင်ခရတီဝိုင်းဖြင့်ចောင်းကောင်းစီတေးတခြင်းတံပြိုင်းတီဆို၍အခမ်းအနားပြီးမြောက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။